ိတ်တရိုးအားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခေမူပါမြမစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းအလားလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျ ဒီပိုင်းဆောင်မှာတော့ပေါင်လူကြီးမင်းဟာဒူပြည့်သူပေါင်မြန်းစီကိုရောက်လာပြီးတော့အကျဉ်းသားလာပြီးတွေ့ပါတယ်။အန်နာပေါင်လူကြီးမင်းကအဆောင်တွေအကုန်လုံးထွက်သွားခန့်လိုက်ပြီးတော့တယောက်တည်းနေနေခဲ့ပါတယ်။ပေါင်မြန်းလည်းနောက်ဆုံးတော့သူ့ကိုဦးလေးပြည့်သူလာတွေ့တာကြောင့်ဝမ်းသာသွားခဲ့ပါတယ်။ပေါင်လူကြီးမင်းကတော့တခင်မကြီးပေါင်မြန်းစီလာသွားပြီလားလို့မေးလိုက်တာပါ။ပေါင်မြန်းလည်းတခင်မကြီးကပေါင်လူကြီးမင်းသူ့ကိုတရားသေးလှုပ်ပေးမယ်လို့ထင်နေခဲ့ကြောင်းကိုပြောပြလိုက်ပါတယ်။အဲကြောင့်ပေါင်လူကြီးမင်းကပေါင်မြန်းအမင်ကိုရောဘယ်လိုမြင်လဲလို့မေးလိုက်ပါတယ်။ပေါင်မြန်းတော့သူပြောခဲ့တဲ့အတိုင်းလောကကြီးမှာပေါင်လူကြီးမင်းကလွဲပြီးတော့ ေါင်မြောင်ကိုပြည့်မရှိကြောင်းတသက်ပြပေးနိုင်တဲ့သူမရှိဘူးလို့ပြောလိုက်ပါတယ်။ပေါင်လုံးချင်းမင်းကတော့ပေါင်မြောင်အတွက်အပြည့်ရှိကြောင်းတသက်ပြပေးနိုင်မလားဆိုတာကတော့သူမသိသေးပေမဲ့ပေါင်မြောင်ကိုမေးခွန်းတချို့လာမေးယုံပါပဲလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ပေါင်မြောင်နဲ့ပေါင်လုံးချင်းမင်းကဦးလေးသုံးအနေနဲ့မေးလာလားဒါမှမဟုတ်ခိုင်ဖုံးယုံတော်ကပေါင်လုံးချင်းမင်းအနေနဲ့မေးလာလားလို့ပြန်မေးလိုက်ပါတယ်။ပေါင်လုံးချင်းမင်းလည်းရုတ်တရက်အံ့ဩသွားပြီးတော့ဘာကွာသွားလဲလို့ပေါင်မြောင်ကိုမေးလိုက်ပါတယ်။ပေါင်မြောင်တော့ကြွားချမှုတွေရှိနေပြီတကယ်လို့သာပေါင်လုံးချင်းမင်းအနေနဲ့မေးမြမယ်ဆိုရင်တော့ သူ့ကိုရုံးတော်မှာဆင်းခေါ်မေးမြန်းသင့်တယ်လို့ပြောလိုက်ပါလေပြီးတော့ဦးလေးသုံးအနေနဲ့မေးမယ်ဆိုရင်တော့သူတီထားသမျှအလုံးစုံကိုမရှိုးပဲဖွင့်ပြောပြမယ်လို့ပေါင်မြန်ကပြောလိုက်ပါလေအဲဒါကြောင့်ပေါင်လူချင်းမင်းလဲတရားဝင်စားကိုစားထုတ်လို့နေမီကနေသူလောင်ကိုတင်သွင်းတဲ့အခါမှာပေါင်မြန်တရားဝင်ခွင့်ပြုချက်တစ်စိတ်ကောင်းပါနေရလို့ပြောပြလိုက်ပါလေအဲဒါကြောင့်ပေါင်မြန်လဲဦးလေးဖြစ်သူပေါင်ချင်းကိုတရားဝင်တစ်စိတ်ကောင်းကိုဘသူနှိပ်တာလဲလို့မေးချင်လားဆိုပြီးစကားအဆပေးလိုက်ပါလေဂျိုးနဲ့ပေါင်မြန်ကြီးကြရင်တာဝန်ခံကအစင်ကားအရာရှိဆိုပေမဲ့ စားတူးပေါ်ခြင်းကိုအထူးစီမံခံခွဲရတဲ့ပြင်နယ်စပ်ဒေသဘက်ကရပ်ဖက်ရေးရာတွေကိုပါကြီးကြပ်ရတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။အလုပ်တွေများလွန်လာကြောင်းတခြားဘက်တွေကတော့ကယူမဆိုင်နိုင်ပဲအဲ့ဒီတရားဝင်တစိကောင်းကိုဖူးရွှေမတန်းရာရှိရန်ဝှန့်ကတင်စီထားတယ်လို့ပြောလိုက်ပါတယ်။အဲဒါကြောင့်ပေါင်လူကြီးမင်းလဲပေါင်မြန်ဖြေတဲ့ဖြေကသူထင်ထားတာနဲ့တထက်တဲကြာနေရပဲလို့ပြောလိုက်ပါတယ်။ပေါင်မြန်ဖုန်လီဖုန်လူကြီးမင်းကတော့အဲ့လိုမတွေးခဲ့ကြောင်းနဲ့တရားဝင်ခွင့်ပြုချက်တစိကောင်းကအာဂရီလိုက်စားမှုပေါ်ပေါင်မြန်ကိုဆိုဆွဲတဲ့အဓိကတတ်တည်ဖြစ်လာတယ်လို့ရှင်းပြလိုက်ပါတယ်။ ောင်လုံးကြီးမင်းကတော့ဖုန်လေးဖုန်းစုံစမ်းစစ်ဆေးဖို့ဖူးရှင်ကိုသွားတဲ့ခါမှာပေါင်ပြန်ကိုတိုင်ဒီမှုလောက်တာမဟုတ်ကြောင်းဖြေရှင်းပြီးသားကိုဘာလို့ဖုန်လေးဖုန်းလူကြီးမင်းကမယုံရတာလဲလို့မေးလိုက်ပါတယ်။ပေါင်ပြန်တော့သူ့လေးသုံးကဘာလို့သူ့ကိုစကားနှိုက်ယူနေတာလဲလို့မေးပါတယ်။အမှုမှတ်တမ်းထဲမှာမှတ်တမ်းရရှိရန်ဟွန့်ကဖုန်လေးဖုန်းလူကြီးမင်းဖူးရှင်ကိုမရောက်ခင်မှာပျောက်ဆုံးသွားတာကိုမှတ်တမ်းမတင်ထားလို့များလားလို့ပေါင်လူကြီးမင်းကိုမေးလိုက်တာပါ။ပြီးတော့ပေါင်ပြန်ကဖုန်လေးဖုန်းလူကြီးမင်းကဘသူနဲ့မှထိတ်တဲရေမဆိုင်နိုင်တာကြောင့်ပေါင်ပြန်ဖြေရှင်းကြကိုဘသူကမှလက်မခံခဲ့တာလို့ပြောလိုက်ပါတယ်။ ပေါင်မြန်းတော်ဦးလေးဖြစ်သူပေါင်လူကြီးမင်းကိုသူဆွဆွဲခံရတဲ့အကြောင်းရင်းတွေကိုအစာဆုံးပြောပြလိုက်ပါတယ်။အားကြောင့်ပေါင်လူကြီးမင်းလဲရန်ဝန့်ပျောက်ဆုံးသွားတော့မှဖူရှင်ကပေါင်မြန်းလက်အောက်မှာပဲဖြစ်လို့ပေါင်မြန်းကိုတိုင်ကရောရန်ဝန့်ကိုလွတ်လွတ်ပြီးတော့ရှာကြည့်သေးလားလို့မေးလိုက်ပါတယ်။ပေါင်မြန်းတော့ရန်ဝန့်ကမွေးရမီပြန်ဖို့ခွင့်တိုင်ထားတာဆိုတော့သူသွားရှာဖို့မဖြစ်နိုင်တဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။အဲနောက်ဖုန်လီဖုန်လူကြီးမင်းကရန်ဝန့်မွေးရကအိမ်ကိုလွတ်လွတ်ပြီးမေးတော့မှရန်ဝန့်အိမ်မှာရှိမနေကိုသူသိလိုက်ရတယ်လို့ပေါင်မြန်းပြောပါတယ်။ ရားဝင်စားခိုးကူရောင်းချမှုနဲ့ပတ်သက်ပြီးတော့အဓိကတန်တရားရှိသူကိုရှားပွေနိုင်ဖို့အတွက်ဖုန်းလီဖုန်းလူကြီးမင်းဟာလူပြောင်ဆုံးတာကိုအကြောင်းပြပြီးတော့ပေါင်ပြန့်ဖြည့်ရှင်းချက်ကိုပယ်ချခဲ့တာဖြစ်ပါတယ်။အဲဒါကြောင့်မဲပေါင်ပြန့်အမှုကိုလမ်းကြောင်းလွှဲတယ်ဆိုပြီးအတီးပြုတ်ပြောဆိုခံနေရတာပါ။ဒါကြောင့်ပေါင်ပြန့်ဒီမှုကိုပေါင်လူကြီးမင်းသာဆေးဆေးစီမံဆိုရင်တော့အသေးစိတ်တော်တော်များများသူ့လူလိုပေါ်လာနိုင်တယ်လို့ပြောလိုက်ပါတယ်။ပေါင်ပြန့်တော့ပေါင်လူကြီးမင်းကိုယ်တိုင်ကပဲသူ့အတွက်မှားနေတဲ့ပြစ်ဒဏ်ကိုပြန်လဲစီရင်ပေးနိုင်မှာပါလို့ပြောပါတော့တယ်။အဲဒါမှတော့ဆရာကုန်းဆုံးကជីវဝိညာဉ်ချွေးတန်းကို ဒရိတ်ဆံပေါ်မှာဆန်းသုံးကြည့်ပြီးတဲ့အခါမှာတော့တန်ချောင်းတွေမှာပါဝင်တဲ့အစိပ်ပြင်းတွေဖြည့်ဆည်းမရှိတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ကျန်ချောင်းတို့အလောင်းစစ်ဆေးတဲ့သူကရန်ဝှန်းသိဆုံးလာဆဲကြော်သွားပေမဲ့အလောင်းကပုတ်သောပျက်စီးခြင်းမရှိသေးတဲ့အတွက်ရန်ဝှန်းစွာကိုအတီးပြုတ်နိုင်ခဲ့တဲ့အကြောင်းပြောပြလိုက်ပါတယ်။အတောင်ဆရာကွန်ဆိုလနဲ့အဲ့ဒီစိတ်ကအလောင်းကိုမပုတ်သောစီမံထပ်ပြီးတော့တွေးရှိသွားခဲ့ပါတယ်။မောင်ရင်တော့ရန်ဝှန်းပျောက်ဆုံးလာပဲသိပြီးတော့သိဆုံးလာကိုဘယ်သူမှမသိရပဲနေမှာလို့ဆရာကွန်ဆိုကပြောနေပါတယ်။ ။ဘောင်လုံးကြီးမင်းကတော့ရန်ဟွန့်ကြီးဝင်းညင်ချွေတန်ကြောင့်တေဆုံးလာတာကိုတော့မသိတော့ဘူးလို့ပြောလိုက်ပါတယ်။ဖုန်လီဖုန်လူကြီးမင်းကလည်းကြီးဝင်းညင်ချွေတန်ကြောင့်ပဲတေဆုံးခဲ့ရပေမယ့်ရန်ဟွန့်ကတော့ဖူးရွှေအမှုသွားမဆေးဆေးခင်မှာကြီးဦးချွေတန်ကြောင့်ပဲတေဆုံးခဲ့ရတာဖြစ်လို့ဒီမှုကိုဖော်ထုတ်နိုင်သွားပြီဆိုတာတရားခံအသိပြီးတော့ကြိုတက်လိုက်တာလို့ဘောင်လုံးကြီးမင်းကကောက်ချက်ချလိုက်ပါတယ်။ဂျိုင်နောင်းလည်းရန်ဟွန့်ကပေါင်ပြန်တရားဝင်တစိကောင်းကိုတကယ်ခိုးသုံးခဲ့တာမျိုးလားဆိုပြီးတော့နောက်ထပ်ဖြေရှင်းနည်းတစ်ခုထပ်ပြီးတော့မေးလိုက်ပါတယ်။ဘောင်လုံးကြီးမင်းကတော့နောက်တစ်မျိုးဖြေရှင်းရမယ်ဆိုရင်ရန်ဟွန့်တေဆုံးလာတာဒီမှုဟာ ရန်ဟွန့်ပါဝင်ရဲဆိုပြီးတော့အထင်လွဲအောင်လုပ်တာဖြစ်ပြီးတော့တကယ်တရားခံကတခြားတယောက်ဖြစ်နိုင်တယ်လို့ရှင်းပြလိုက်ပါတယ်။ကြံကြောင်းလဲပေါင်လူကြီးမင်းပြောကျင်တာကပေါင်မြန်လာလုံးပေးလိုက်တဲ့အတွက်ပေါင်လူကြီးမင်းလဲဘာမှမပြောဘဲခေါင်းပဲညှိမ့်ပြလိုက်ပါတယ်။ဇာကုံးဆိုတော့နှစ်ခုစလုံးဖြစ်နိုင်ခြေရှိနေပြီးတော့ရန်ဟွန့်အသေးသွားဖြစ်တဲ့အတွက်အတီးမပြုတ်နိုင်တော့ဘူးလို့ပြောလိုက်တာပါ။ဒါကြောင့်ဒီမှုရဲ့မှန်တရားကိုမဖော်ထုတ်နိုင်တော့ဘူးထင်တယ်လို့ဇာကုံးဆိုကတွေးလိုက်ပါတယ်။ပေါင်လူကြီးမင်းကတော့ညင်းပြီးတော့ဒီမှုကိုအမှန်တိုင်းပြောနိုင်တဲ့သူတယောက်ရှိသေးတယ်လို့ပြောလိုက်တာပါ။ အဲလူကတော့ဖုန်းလေးဖုန်းနဲ့ရန်ဝှန့်ကိုတတ်လိုက်တယ်တရားခံပဲလို့ပေါအောင်ကြီးမင်းကပြောပါတယ်။အဲနောက်မှာတော့လိုချွန်ကကျွင်းစီကိုလာပြီးတော့တရားဝင်စားခိုးကူးရောင်းတဲ့အကြောင်းကိုပြောလိုက်ပါတယ်။လိုချွန်ကတော့ကျောင်းဆိုင်ကဖူးချွင်ကအကျင့်ပြရာရှိနေပူပေါင်းပြီးတရားဝင်စားပမာဏကအတော်ကိုများတာကြောင့်သူ့ကိုတပိုင်းခွဲပေးပြီးတော့ပို့ခိုင်းတဲ့အကြောင်းအမှန်တိုင်းပဲဝန်ခံလိုက်ပါတယ်။ကျွင်းကတော့ကျောင်းဆိုင်နဲ့ပူပေါင်းတဲ့လူကဘသူတွေလဲလို့မေးလိုက်တာပါ။လိုချွန်ကတော့အဲ့လောက်ပတ်သက်ဆက်နွယ်နေရာကိုမသိတာကြောင့်ညင်းလိုက်ပါတယ်။ဦးလေးထေုံကလည်းလိုချွန်ဟာ ရန်ကိုင်းစီမင်းကိုချိုးပေါက်ခဲ့တာတော့မှဘာလို့ဝင်ခံရဲရတာလဲလို့မေးလိုက်ပါတယ်လူချွမ်းတော့တောင်ဆန်းအသက်ခံလိုက်ရတာကြောင့်နောက်တစ်ယောက်ကတေတာပေါက်တူဖြစ်ပြီးတော့သူလည်းအသက်ခံတော့မှလို့ပြောလိုက်ပါတယ်ကျွင်းလည်းတောင်ဆန်းကိုတတ်တဲ့သူဘယ်သူလဲလို့မေးလိုက်တဲ့တော့လူချွမ်းကတော့သူထုတ်ပြောလို့ရပါမယ်သူအသက်ကိုတော့ကျွင်းအာမခံပေးဖို့လိုတယ်လို့ပြောလိုက်တာပါဦးလေးထေုံကတော့လူချွမ်းကိုဂိုင်းချုပ်ကျွင်းနဲ့အပေးဦးလုတ်ခွင့်မပြုဘူးလို့ပြောပါတယ်ရင်းသုံးလူချွမ်းသာအမှန်တိုင်းမပြောဘူးဆိုရင်တော့ရင်းသုံးဂိုင်းစီမင်းရလူချွမ်းကိုအပြစ်ပေးမယ်လို့ဦးလေးထေုံကပြောလိုက်တာပါ လူချွန်လေးဦးလေးထိန်ဝဲစကားကြောင့်ပြောပြပါမယ်လို့သာပြန်ဖြေလိုက်ရပါတယ်။တပတ်မှလည်းရှောင်းဘုံကထံပြီးလူချွန်ကိုတတ်လိုက်လားလို့မေးလိုက်ပါတယ်။ထံဖေးကတော့လူချွန်ကအခုတလောဂိုင်းခွဲဌာနကိုမသွားတာကြောင့်မမီဦးဖြစ်နေပြီးတော့မတတ်အသေးကြောင့်ပြန်ပြောပါတယ်။အရာနောက်ရှောင်းဘုံလည်းလူချွန်ကြောက်ပြီးတော့ပုန်းနေတာဖြစ်လို့သစ္စာဖောက်မှအောင်စိတ်မပူဘူးထံဖေးကိုပြောလိုက်ပါတယ်။အဲနောက်တပည့်တယောက်ရောက်လာပြီးတော့ဂိုင်းချုပ်ကြီးကခမ်းမဆောင်ကိုလာတွေ့ဖို့ရှောင်းဘုံကိုလာပြီးတော့ပြောပါတယ်။ရှောင်းဘုံကတော့ဘာလို့ခေါ်တာလဲလို့တွေးနေချိန်မှာထံဖေးကတော့ဒီအခွင့်အရေးကိုယူပြီးတော့ဂျူးအင်းကိုတတ်မလားလို့မေးလိုက်ပါတယ်။ ရောင်ဖုန်းကတော့ဒန်ဖေးကိုမလောဘူးနဲ့ကိုချိန်မှာအလုံးစုံဖော်ထုတ်ပြမယ်အချိန်မကြာသေးဘူးလို့ပြောလိုက်တာပါဒါကြောင့်ဒန်ဖေးနေနဲ့လောလောဆယ်မျက်နှာမပြရင်အကောင်းဆုံးပဲလို့ရောင်ဖုန်းကပြောပါတယ်အဲ့တော့မှတော့ကျွင်းကရောင်ဖုန်းစီကလူတယောက်ကိုသိကျင်တယ်လို့စကားဆားလိုက်ပါတယ်ရောင်ဖုန်းလည်းကျွင်းဘသူကိုသိကျင်နေရလဲလို့မေးတဲ့အခါပါကျွင်းကဂျီဝင်းညင်ချွေးတန်းတုံးတက်တဲ့လူတယောက်လို့ပြောလိုက်တာပါရှောင်းဖုန်းကတော့ကျွင်းမေးတာတွေကိုနားမလဲတဲ့ပုံစံနဲ့ဟန်ဆောင်နေခဲ့ပြီးတော့အဲလူကိုစွမ်းကုန်ရှာဖွေဖို့ကလည်းဂိုင်းချုပ်ကျွင်းကိုတိုင်ပဲရန်ကိုင်းကိုအမိန်ပေးခဲ့တယ်လို့သာပြောလိုက်ပါတယ် ဒါကြောင့်မလို့ရှောင်းဖုန်းကတော့သူသာသိခင်ဂျွင်းကိုအစိုးကြီးတွေကတင်ပြပြီးနေလောက်ပြီလို့ပြောပါတယ်။အဲဒါကြောင့်ဂျွင်းလဲထန်ဖေးဆိုတဲ့လူကတော့ရှောင်းဖုန်းသိတယ်မလားလို့မေးလိုက်တာပါ။ရှောင်းဖုန်းလဲတခဏတော့မျက်စိမျက်နှာပြတ်သွားပြီးတော့ဂျွင်းက "तू မသိတဲ့လူတယောက်ကိုပြောမှာတော့ तू ကဘယ်လိုလုပ်သိမှာလဲ"လို့သာညင်းလိုက်တာပါ။အဲဒါကြောင့်ဂျွင်းလဲထန်ဖေးကဝိညာဉ်ချွေတန်သုံးတဲ့သူဖြစ်ပြီးတော့နန်းတော်ကမေးမှုတန်းရာရှိတွေနဲ့တောင်းဆန်းကိုလှုပ်ကြံတတ်ဖြတ်တဲ့သူပဲလို့ပြောလိုက်ပါတော့တယ်။ပြီးတော့ထန်ဖေးကဂျွင်းအဖေကိုတတ်လိုက်တဲ့တအူးဒီတော်လူသားသမားပဲလို့ရှောင်းဖုန်းကိုပြောလိုက်တာပါ။ ရောင်ဖုန်းကတော့အန်အောင်းနေပြီးတော့ဂျွင်းဘလို့လောက်တည်တာလဲလို့မေးပါတယ်။အဲဒီအချိန်မှာလျိုချွန်ထွက်လာပြီးတော့သူပြောပြလိုက်တယ်လို့ရောင်ဖုန်းဝင်ခံလိုက်ပါတယ်။လျိုချွန်ကတော့ဒါဒီအားလုံးကိုလည်းရောင်ဖုန်းပဲခိုင်းခဲ့တယ်ဆိုတဲ့အကြောင်းဂျွင်းကိုပြောပြလိုက်ပြီးဖြစ်တဲ့အကြောင်းရောင်ဖုန်းကိုပြောလိုက်ပါတော့တယ်။အဲဒီအချိန်ဂျီဝူဝင်းကြီးချွေတန်းသုံးတဲ့ထန်ဖေးကတန်ချောင်းနဲ့လျိုချွန်ကိုပြစ်လိုက်ပြီးတော့တပစ်လိုက်ပါတယ်။အဲနောက်ထန်ဖေးရောက်လာပြီးတော့သူ့ကိုသစ္စာဖောက်တဲ့အတွက်ဒေသိနေလို့လျိုချွန်ကိုပြောလိုက်တာပါ။ဂျွင်းကလည်းထန်ဖေးကိုတွေ့ပြီးတော့သူ့ဖေးကိုတတ်တဲ့လူလားလို့မေးနေပါတယ်။တန်ဖေးကတော့ဂျွင်းနဲ့သူတွေ့ချိန်တန်ပြီးလို့ပြောလိုက်တဲ့အတွက် ကျွင်းပေးမှာဟူနိုကစပြီးတော့လှုပ်ရှားနေပါပြီ။အဲဒါကြောင့်ထန်ဖေးနဲ့ဟူနိုတို့လည်းတပွဲတလန်ကဲဆန်းနေကြပါလိမ့်။အဲဒါမှာထန်ဖေးကဟူနိုနဲ့တိုက်ခိုက်နေနေအိတ်ထဲကကျွေဝဉဉချွေတန်းကိုထုတ်ပြီးတော့ကျွင်းစီကိုပြစ်လိုက်ပါလိမ့်။အဲဒီချိန်တန်ချောင်းကကျွင်းသားမရောက်ခင်မှာပဲအိုက်ဟူရောက်လာပြီးတော့ဓာတ်နဲ့လမ်းကြောင်းပြောင်းပြစ်လိုက်တာကြောင့်ထန်ဖေးကျွင်းအတွက်ပြစ်လိုက်တဲ့တန်ချောင်းကရှောင်းဖုံးရင်ဘက်ကိုစိုက်သွားခဲ့ပါလိမ့်။ဒီလိုနဲ့ဟူနိုနဲ့ထန်ဖေးတို့တိုက်ခိုက်နေနေဟူနိုကအားသာလာတဲ့အတွက်အိုက်ဟူကထန်ဖေးကိုအသေးမတက်လိုက်ဖို့လမ်းပြီးတော့អော်ပြီးသတိပေးပါလိမ့်။ ဒါမှလည်းဟူနိုကလက်မြန်လုံးတဲ့အတွက်ဒန်ဖီရဲ့အသက်ကိုသူ့ရဲ့တိုင်းပညာနဲ့နှုတ်ယူလိုက်ပါတော့တယ်။အဖြစ်ပြတွေအားလုံးပြီးမှအာယူလည်းပြောချင်နေပေမဲ့ဂျူဝင်းကငိုနေတာကြောင့်စိတ်ရှင်နေရပါတယ်။ဦးလေးထေုံကတော့ဂျူဝင်းကအဖေဖြစ်သူဂိုင်းချုပ်ကြီးတို့လက်စားချေနိုင်ခဲ့ပြီဖြစ်လို့ဝမ်းနဲ့မနေဖို့ဖြောင်းပြပေးနေခဲ့ပါတယ်။အဲနောက်ဂျူဝင်းကတော့အာယူကိုကျေးဇူးတင်နေခဲ့ပြီးအာယူကလည်းတစ်ချိန်တစ်ခါကသူ့အသက်ကိုကယ်တင်ပေးခဲ့တဲ့ဂျူဝင်းရဲ့ကျေးဇူးကိုအခုမှပြန်ဆက်ခွင့်ရတာကြောင့်ဝမ်းသာနေခဲ့ပါတယ်။ဒီလိုနဲ့အာယူတယောက်စိတ်ထဲမရှင်းဖြစ်နေပြီးတော့ ်ဟူနှုတ်ကိုအသေးမတတ်ဖို့ပြောပေမဲ့ဘာလို့အသေးတတ်လိုက်တာလဲလို့မေးလိုက်ပါတယ်ဟူနှုတ်ကတော့အိုက်ဟူအော်ရာနောက်ကျသွားလို့ပြောလိုက်တဲ့တော့အိုက်ဟူလည်းပြောစရာစကားမရှိတော့ပါဘူးအဲနောက်အိုက်ဟူကတော့ခိုင်ဖုံးရုံးတော်ခဏပြန်ပြီးတော့ပြပြခဲ့တဲ့ချင်းတွေကိုပေါင်လုံးကြီးမင်းစီသွားပြီးတော့အစီရင်ခံလိုက်အောင်မယ်လို့ဂျူအင်းကိုပြောလိုက်ပါတယ်ဂျူအင်းလည်းအိုက်ဟူတို့ကိုကူညီခဲ့တာကြောင့်တို့အနေနဲ့ပြန်ကူညီလို့ရတာရှိနိုင်မလားလို့မေးပါတယ်အိုက်ဟူကတော့ထန်ဖီးတည်သွားပြီဖြစ်တဲ့အတွက်ဂျူအင်းတို့ကူညီခြင်းတော့မကူညီနိုင်တော့ဘူးလို့ပြောပါတယ်အဲဒါကြောင့်ပေါင်လုံးကြီးမင်းကိုတိုင်ကိုပဲအားကိုးမှရတော့မလို့အိုက်ဟူကပြောလိုက်တာပါ အဲနာမှာတော့ပေါလုံကြီးမင်းကအာယူယူလာတဲ့ထန်ဖေးရဲ့ဂျီဦးဝင်းကြီးချွေတန်ထဲ့ထားတယ်ကပတ်အိတ်ကိုကြည့်နေခဲ့ပါတယ်ဆရာကုန်းဆုံးကတော့တွေ့ဝင်တဲ့ပေါလုံကြီးမင်းကိုကြည့်လိုက်ပြီးအမှန်တရားကိုသိတဲ့သူအားလုံးတေဆုံးသွားကြတယ်မလို့စိတ်မကောင်းစရာပဲလို့ပြောလိုက်ပါတယ်ဒါတောင်နန်းတော်ရဲ့ဥရေရဆွေးတော့ဒီအမှုကိုမဖြေရှင်းနိုင်တဲ့အမှုဖြစ်နေပဲပေါ်ပြနိုင်တော့မယ်လို့ဆရာကုန်းဆုံးကပြောလိုက်တာပါပြီးတော့တရားဝင်တစိကောင်းကိုခိုးတာဖူးရွှေမှတ်တမ်းရရှိရန်ဝှန့်ဖြစ်နိုင်တယ်ဆိုတာပြင်ဘယ်သူပဲဖြစ်ဖြစ်ပေါင်မြန့်ကိုစီရင်တာကဥပဒေတတ်မှတ်ချက်နဲ့မညီဘူးလို့ရှင်းပြလိုက်ပါတယ် အဲဒါကြောင့်ပေါင်လူကြီးမင်းလဲဆရာကုန်းဆုံးပြောတာကပေါင်မြန့်ကိုတရားသေးလှုပ်ပင်းကလွဲပြီးတော့ဘာနီးလမ်းမှမရှိဘူးလို့ပြောတာလားလို့မေးလိုက်ပါတော့တယ်။ဆရာကုန်းဆုံးကတော့ပေါင်လူကြီးမင်းအနေနဲ့အဲ့လိုလှုပ်တာလူတွေရဲ့ဝေဖန်မှုကိုခံရမှာကြောက်လို့လားလို့မေးပါတယ်။ပေါင်လူကြီးမင်းကတော့သူကဥပဒေနဲ့ညီလို့ဆောင်တာဖြစ်တဲ့အတွက်လက်ပြာလုံးတယ်လို့ပြောလိုက်ပြီးပေါင်မြန့်မှာအပြည့်မရှိရင်တော့သူကဝမ်းသာတင်တာပါလို့ပြောလိုက်ပါတယ်။ဒါမဲ့ပေါင်မြန့်တက်တည်မခိုင်းလုံးလို့လွတ်မြောက်တာဆိုရင်တော့ပေါင်မြန့်ဘွားမှာတတလုံးဖယ်ရှားမရတဲ့အမဲဆက်ကြီးကကြံနေခဲ့လိမ့်မယ်လို့ပေါင်လူကြီးမင်းကပြောပါတယ်။ ။ဘောင်လုံးကြီးမင်းကတော့ဘာဖြစ်ဖြစ်ဒီအမှုကိုမဖြေရှင်းနိုင်တဲ့အမှုဖြစ်ပြည်မှုဆိုင်ရာဌာနကိုတင်ပြခိုင်းပြီးတော့ပေါင်မြန်းကိုတရားသေးလွတ်ဖို့ဇာအကုန်းဆုံးကိုပြောလိုက်ပါလေ။အိုင်နော်မှာတော့ပေါင်မြန်းသခင်မကြီးစီသွားပြီးတော့အယိုသေးပေးပါလေ။ကျူဟာကတော့ငိုနေတဲ့သခင်မကြီးကိုကြည့်ပြီးတော့ပေါင်မြန်းကိုအပြစ်ကင်းချောင်းပြန်လည်စီရင်ချက်ချပြီးမို့လို့ဘာလို့ငိုနေရတာလဲလို့မေးလိုက်တာပါ။အဲဒါကြောင့်ရွှေရံလဲသခင်မကြီးကဝမ်းသာမြတ်ကြီးကြားနေရလို့ကျူဟာကိုပြောပြလိုက်ပါလေ။ပေါင်မြန်လဲပေါင်လူကြီးမင်းရဲ့စီရင်မှုကြောင့်သာမလို့တခြားသူသာဒီအမှုကိုကိုင်ရွယ်ဖြေရှင်းခဲ့လို့ရှင်အပြစ်မရှိဘဲသူတေရလိမ့်မယ်လို့ပြောပါတယ် အဲတော့ပေါင်ပြန်ပေါင်လူကြီးမင်းဘယ်သွားလဲလို့ပေါင်ရှင်းကိုမေးပါတယ်ပေါင်ရှင်းလဲပေါင်လူကြီးမင်းအရှိမင်းနဲ့တွေ့ရမှာဖြစ်လို့နန်းတော်သွားနေတယ်လို့ပြောလိုက်ပါတယ်အဲတော့ပေါင်ပြန်လဲမျက်နာပြတ်သွားပြီးတော့ဦးလေးပြည့်သူပေါင်လူကြီးမင်းကသူ့ကိုတရားသေးလှုပ်ပေးတာနဲ့ပတ်သက်ပြီးပြဿနာတချို့တက်လောက်တယ်ထင်တယ်လို့သခင်မကြီးကိုပြောပြလိုက်ပါတယ်ကျုံနဲ့ပေါင်လူကြီးမင်းနန်းတော်ရောက်တဲ့အခါမှာသူစစ်ဆေးခဲ့ရတဲ့လောက်တော့တတ်သိအထောက်ထားမခိုင်းလုံတာကြောင့်ဥရိယဒီအမှုကိုမဖြေရှင်းနိုင်တဲ့အမှုနေနဲ့ထဲသွင်းတာကမလျော်ကံမှုမရှိကြောင်းမင်းကြီးစီကိုရှောက်တင်လိုက်ပါတော့တယ် အမတ်ချုပ်ကြီးဝမ်ကတော့ပြည်မှုဆိုင်ရာဌာနကလည်းပေါလုံကြီးမြင့်ရဲ့စီရင်ချက်ပေါ်ကန့်ကွက်တာမျိုးမရှိတာကြောင့်ပဲပေါလုံကြီးမြင့်ရဲ့စီရင်ချက်ကမလျော်ကံမှုမရှိကြောင်းအခိုင်အမာတက်တည်ပြနေလို့မင်းကြီးကိုလျှောက်တင်လိုက်ပြန်ပါတယ်အမတ်ကြီးကတော့ပေါလုံကြီးမြင့်နဲ့ပေါအောင်မြန်ကဒူဝီတော်တာကြောင့်ပေါအောင်မြန်ကိုတရေတီလှုပ်ပေးလိုက်တာနန်းတော်မှာရှိတဲ့မူမှန်အားလုံးရဲ့တန်တရားကိုပြောက်ဖို့ခက်ခဲတယ်လို့ဝင်ပြီးတော့ပြောပါတယ်အဲဒါကြောင့်အမတ်ချုပ်ကြီးဝမ်လည်းဒီမှုကိုပေါလုံကြီးမြင့်ကိုကိုင်းတွဲဖြေရှင်းဖို့အတွက်လည်းအမတ်ကြီးကိုယ်တိုင်မဲ့မင်းကြီးစီကိုအကြံပြုတင်ပြခဲ့တာပဲလေလို့ပြောလိုက်ပါတယ် ါမဲ့မန်ကြီးကတော့ဒီအကြံကိုသူတင်ပြတာပေါင်လူကြီးမင်းကိုယုံကြည်ပြီးကိုကျိုးမတ်ဖတ်ဖဲနဲ့ဆောင်ရွက်နိုင်မယ်လို့ထင်တာကြောင့်လို့ပြောလိုက်ပါတယ်။ဒါမဲ့ပေါင်လူကြီးမင်းအပေါင်မြတ်ကိုတရားသေးလှုပ်ပေးလိုက်မယ်လို့မထင်ထားဘူးလို့ပြောလိုက်ပါတယ်။အဲဒါကြောင့်မတ်ချုပ်ကြီးဝန်လဲမတ်ကြီးရဲ့သဘောရဆိုရင်ပေါင်မြတ်မှာအပြည့်ရှိတယ်လို့စီရင်ချက်ချမှာတရားမျှတမယ်ဆိုတဲ့သဘောမျိုးလားလို့မေးလိုက်ပါတယ်။မင်းကြီးကတော့မတ်ချုပ်ကြီးဝန်နဲ့မတ်ကြီးကိုတားလိုက်ပြီးတော့အခုလိုဆင်းခေါ်လိုက်တာကအမှုပိတ်ကြောင်အတီးပြုတ်မလို့ပါလို့ပြောပြပါတယ်။မင်းကြီးကပေါင်လူကြီးမင်းမှန်ကန်တယ်မမှန်ကန်ဘူးညှင်းခိုင်းတာမဟုတ်ဘဲ ဒီအမှုကိုအစာဆုံးစီရင်ပိုင်ခွင့်ကိုပေါင်လူကြီးမင်းစီပဲအပ်ထားတာဖြစ်လို့စီရင်ချက်ပေါ်ယုံကြည်ပါတယ်လို့ပြောလိုက်တာပါပြီးတော့မင်းကြီးဟာဒီအမှုကိုမဖြေရှင်းနိုင်တဲ့အမှုဖြစ်တမ်းမလိုက်တယ်ဆိုမှလည်းပေါင်လူကြီးမင်းရဲ့စီရင်ချက်ကိုလက်ခံတယ်လို့ပြောပါတယ်မင်းကြီးဟာတကယ်လို့အမှန်တရားကိုဖော်ထုတ်နိုင်မှုတော့တတ်သိအစ်စ်တွေ့တယ်ဆိုရင်လည်းပေါင်လူကြီးမင်းကိုပဲအဆုံးထိတောင်းဝန်ယူခိုင်းမှာလို့ပြောလိုက်ပါတယ်တပတ်မှာတော့အာယူကသူအကုန်လုံးကိုတတ်ပစ်လိုက်တာကပေါင်လူကြီးမင်းကိုကူညီရရောက်ရလားလို့ကြံကြောင်းကိုမေးလိုက်ပါတယ်ကြံကြောင်းတော့အာယူပြောတာမှန်နေပြီတော့တကယ်လို့သူတို့သာအသက်ရှင်တော့ ပေါင်းမြန်မာဆိုပြီးတော့ထွက်ဆိုလိုက်ဘယ်လိုလုံးမလဲလို့ပြောလိုက်တာပါဒါမှလည်းကြံတော့မမမှန်ဆိုတော့တော့ပြောတာခက်ပါလေအိုက်ကိုရှင်းပြပါလေဒီမူကိစ္စနဲ့ပတ်သက်ပြီးတော့တို့တွေတက်တလုံးအပြေမရနိုင်တော့တာကိုကြံအောင်ကသိနေခဲ့ပါလေအဲနောက်မှာတော့ရန်ခိုင်းမှာလေရှောင်းဖိုးရဲ့မှတ်တမ်းတွေကိုစစ်ကြည့်နေတဲ့အခါမှာရှောင်းဖိုးကနေပေါင်းများစွာအချင်းပြရာရှိတွေနဲ့ပူးပေါင်းပြီးတော့တရားဝင်စားတွေကိုခိုးကူးရောင်းနေမှန်းကိုကျူရင်းကတွေးရှိသွားပါတော့တယ်ကျူရင်းဖေးခိုင်းချုပ်ဒီတေးရတာကလေရှောင်းဖုံးလုံနေတယ်ဆိုတဲ့အဖြစ်မှန်ကိုသိလို့ထန်းဖေးကိုတတ်ခိုင်းလိုက်တာပဲဖြစ်ပါတယ် အနောက်စီမှတန်းစာအုပ်ကိုကြည့်နေဦးလေးထေုံကတခုခုတွေ့ပြီးတော့ကျူးရင်းကိုပြလိုက်ပါလေအဲ့ဒါကတော့ဖူးရွှင်ရဲ့စီမှတန်းစာအုပ်ဖြစ်ပြီးတော့ကျူးရင်းလည်းအံ့ဩသွားတာပါပုံမှန်ရောက်ဆိုရင်တော့စီမှတန်းစာအုပ်မှာနာမည်မရေးဘဲနဲ့လှုပ်ဝက်အမှတ်သားပဲရေးရမှာဖြစ်ပြီးအချင်းပြရာရှိတွေကိုတင်းသွင်းဖို့အတွက်သုံးတဲ့ငွေတွေကငွေလက်မှတ်လည်းမဟုတ်တလို့တရားဝင်ငွေလည်းမဟုတ်ဘဲနဲ့ငွေတိုင်းမှာတီးတန့်ပုံသွင်းထားတဲ့ငွေတွေပဲလို့ဦးလေးထေုံကပြောလိုက်ပါလေအဲ့ဒါကြောင့်ကျူးရင်းလည်းစာအုပ်ပေါ်မှာအမှတ်သားပြူထားတယ်ထန်းဆိုတဲ့စကလုံးလားလို့မေးလိုက်ပါလေ ဦးလေးထင်လဲအဲ့ဒီထန်းဆွဲစကလုံးကငွေတူးပေါ်မှာလဲထန်းဆွဲစကလုံးပါနိုင်လောက်တယ်လို့ဂျူအင်းကိုပြောပြပါလိမ့်ဂျူအင်းလဲသူတို့ကိုအများကြီးကူညီပေးခဲ့တဲ့အာယူကိုဒီစေမှတန်းစာအုပ်ကိုပေးခြင်းပြီးတယ်လို့ပြောပြီးအာယူတို့တို့အကူအညီဖြစ်လောက်တယ်လို့ပြောလိုက်ပါလိမ့်ဂျူနဲ့အဲ့ဒီစာအုပ်တွေကခိုင်ဖုံးရုံးတော်စီကိုရောက်လာခဲ့ပြီးတော့ဇာကုန်းစွားတဲ့စာအုပ်တွေကိုဖတ်ကာစစ်ဆေးကြည့်နေခဲ့ပါလိမ့်အာယူကတကယ်ပဲဒီစာအုပ်တွေကအသုံးဝင်လားလို့မေးလိုက်တာကြောင့်ဇာကုန်းစွားကတော့တရားဝင်စာဘလောက်တောင်ခိုးခံလိုက်ရလဲဆိုတာကိုတော့သိနိုင်တယ်လို့ပြောပြပါလိမ့် အာယူလဲတလောက်ဆိုအကျင့်ပြတ်အမတ်ကိုရောတိနိုင်လားလို့ဇာကုံးဆုံမေးလိုက်တာပါဇာကုံးဆုံကတော့အကျင့်ပြတ်အမတ်ဟာသူလက်ခံခဲ့တဲ့တရားမွေနဲ့ငွေနောက်ကျောဘက်မှာထန်းဆိုတဲ့စကားလုံးနဲ့လှုပ်ဝမ်းမသားလှုပ်ထားတာပဲတိနိုင်တယ်လို့ရှင်းပြလိုက်ပါတယ်အာယူကတော့အသုံးမွေနာချင်းအတူတူကျွင်းလာပို့ပေးလိုက်တာကအလကားသက်သက်ဖြစ်သွားတယ်လို့ပြောပါတယ်ဇာကုံးဆုံကတော့အနည်းဆုံးဒါအောင်မဖြေရှင်းနိုင်တဲ့အမှုတက်တဲ့အနေနဲ့ပေါင်လူကြီးမင်းစီကိုပေးရလို့ရတယ်လို့ပြောပါတယ်တပတ်မှလည်းမကြီးကသူထင်တာသူလိုဖြစ်မလာတဲ့အတွက်စိတ်ဆိုးကဒေါသထွက်နေခဲ့တာပါ မတ်ကြီးကတော့ပေါင်လူကြီးမင်းကိုပါမတွန်းလှန်နိုင်တဲ့ပြင်သူတူတော့ပေါင်မြန်မာလွတ်သွားပြီဖြစ်တာကြောင့်အကြီးကျယ်ကိုစိတ်ဆိုးလို့နေပါတယ်မတ်ကြီးကအနာဂတ်မှာလည်းခွင့်ရှိနေသေးတဲ့အတွက်ပေါင်လူကြီးမင်းအမားလုတာနဲ့ဆွဲချဖို့စိတ်ကိုပြင်ဆင်ထားလိုက်ပါတယ်အဲ့ဒါမှာတော့ပေါင်လူကြီးမင်းနန်းတော်ကနေပြန်အောင်လာတဲ့အခါသခင်မကြီးကလည်းပေါင်လူကြီးမင်းကိုရောဒုက္ခပေးနေသေးလားလို့မေးလိုက်ပါတယ်ပေါင်လူကြီးမင်းလည်းမင်းကြီးကိုယ်တိုင်အမှုကိုပိတ်သိမ်းလိုက်တာဖြစ်တဲ့အတွက်ဘာမှဖြစ်တော့ပါဘူးလို့ပြန်ပြောပါတယ်သခင်မကြီးလည်းဝမ်းသာပြီးတော့မနက်ဖြန်မနက်စောစောကိုပေါင်မြန်တဲ့သူလူကျိုးကိုပြန်မယ်လို့ပြောလိုက်ပါတယ် ပြီးရင်တော့ပေါင်မီသားစုဘိုးဘေးဗိမ့်မှန်ခမ်းမှာမှာအမွေတိုင်းတေချာထွန်းရမယ်လို့တကယ်မကြီးကပြောနေခဲ့တာပါအဲတော့ပေါင်လူကြီးမင်းလဲရွင်အားကိုဆရာကုန်းစွန်းစီကနေပေါင်လူကြီးမင်းရဲ့လာစားနည်းနည်းထုတ်လာခိုင်းပြီးတော့တကယ်မကြီးတို့လမ်းခီမှာသုံးဆွဲဖို့လိုအပ်တာကြောင့်ပေးလိုက်မယ်လို့ပြောပါတယ်ရွင်အားကတော့သူတို့တွေလူကြိုးကနေလာတဲ့ကပတ်စံတွေအများကြီးယူလာဖြစ်တဲ့အတွက်သုံးလို့တော့မကုန်သေးတဲ့အကြောင်းကိုပြန်ပြောလိုက်ပါတယ်အဲဒါကြောင့်ပေါင်လူကြီးမင်းလဲဘဲကနေပတ်စံတွေရနေရလဲလို့မေးပြီးသူ့အိမ်ကိုယူလာသမျှကဘိုးဘေးဗိမ့်မှန်ပြုပြင်တာမှာသုံးလိုက်တာမလားလို့မေးလိုက်ပါတယ် ရွှေရလည်းသူတို့ယူလာတာတွေကပေါင်မြန်သခင်မကြီးတို့ကပို့ပေးလိုက်တာလို့ပြောလိုက်ပါတယ်။သခင်မကြီးလည်းအစားကပြင်မှုဆိုင်ဌာနဘက်ကိုငွေတော်ပေးရမယ်ထင်ပြီးအခုလိုတပြားမှမပေးရတာမထင်ထားဘူးလို့ပြောလိုက်ပါတယ်။အဲနောက်သခင်မကြီးကရွှေအားကိုငွေတသစ်တာယူလာခန်းလိုက်ပါတော့တယ်။ပေါင်မြန်တော့သခင်မကြီးသုံးဖို့ပေးထားဖြစ်လို့ထုတ်ပြစရာမလိုပါဘူးလို့ပြောပါတယ်။သခင်မကြီးကတော့တားဖြစ်သူဖူးရွှေမပေးမမရှာလာတဲ့ပတ်စံတွေကိုပေါင်လူကြီးမင်းကိုပြကျင်လို့ပါ။အဲနောက်ငွေတစ်တာရောက်တာနဲ့သခင်မကြီးကပေါင်လူကြီးမင်းကိုပါထားကြည့်ခန်းလိုက်ပြီး တက်တတာတဲ့ကိုငွေသား200ပါတယ်လို့ပြောပြနေပါတယ်။တကယ်မကြီးကပေါင်မြန်တစ်ခါဆိုရင်တစ်ခါတည်းနဲ့ငါးတက်တာတောင်ယူလာပေးတယ်လို့ပြောလိုက်တာပါ။အဲဒါကြောင့်ပေါင်လူကြီးမင်းငွေသားတွေကိုယူကြည့်တဲ့အခါမှာတော့ငွေသားရဲ့အောက်မှာထန်းဆိုတဲ့စာလုံးကိုတွေ့လိုက်ရပါတော့တယ်။အဲနောက်ပေါင်လူကြီးမင်းကသူ့လိုခိုင်ဖုံးယုံတော်တရားသူကြီးလိုမျိုးအစဉ်သုံးတရားသူကြီးလာစားကဘလောက်ထင်လဲလို့တကယ်မကြီးကိုမေးလိုက်တာပါ။တကယ်မကြီးကလည်းမသိတာကြောင့်ပေါင်လူကြီးမင်းကတော့ခိုင်ဖုံးယုံတော်တရားသူကြီးရဲ့လာစားက35ကျပ်5ပြားပဲရတယ်လို့ပြောပြလိုက်ပါတယ်။ ဒါမဲ့အစင်ငါးဖူးဆွေကြီးကြဲ့တောင်ငန်လာစားတော့လာစားကြက်20တော့မပြေဘူးလို့ဘောင်လူကြီးမင်းကရှင်းပြလိုက်တာပါအဲဒီစကားကြောင့်တခင်မကြီးလည်းထိတ်လန့်ပြီးတော့ပေါင်မြောင်လှဲကြည့်လိုက်ပါလေဘောင်လူကြီးမင်းကတော့ငွေတွေကတစ်တာတိုင်းမှာ200သီဆိုတော့ငါးတစ်တာဆိုရင်တစ်ထောင်ပဲလို့တွက်ပြပြီးတော့ပေါင်မြောင်မစားမတော့ပဲနေအောင်အနည်းဆုံး၄နှစ်လောက်စူးစမ်းရမယ်ငွေပဲလို့ပြောလိုက်ပါလေဒါမဲ့ပေါင်မြောင်ဖူးဆွေကြီးကြဲ့တောင်ငန်နေနဲ့တောင်ဝန်ထမ်းဆောင်လာတာ၃နှစ်တောင်မပြေသေးတဲ့အတွက်ဒီငွေတွေကိုဘယ်ကရလဲဆိုပြီးပေါင်မြောင်ကိုမေးလိုက်ပါလေ ပေါင်မြန်တို့ဒေသဆိုင်ရာအရာရှိဖြစ်တာကြောင့်နေကန်ကုံတယ်ရဲ့ပေးကမ်းမှုရတာဖြစ်ပြီးဒီငွေတွေကနှစ်သက်ကူးတို့ပွဲတော်ရက်တွေတို့မှာကုံတယ်တွေပေးကမ်းထားတာဒီပါလို့ပြောလိုက်ပါတယ်။ဒါမဲ့ပေါင်မြန်သူမသုံးရတာကြောင့်အမေဖေးသူသခင်မကြီးတုံးမှုတို့ကစူဆောင်းပေးထားတာဖြစ်တယ်လို့ပြောလိုက်ပါတယ်။ပေါင်လူကြီးမင်းကတော့ဒီငွေတွေအကုန်လုံးကအတုလုပ်ထားပြီးအောက်ခြေဘက်မှာရန်ကိုင်းလူဝအမှတ်သားပါနေရလို့ပြောလိုက်ပါတော့တယ်။အဲဒါကြောင့်ပေါင်လူကြီးမင်းကတော့ဒါရီယာရန်ကိုင်းဘက်ကနေအကျင့်ပြအရာရှိထံကဝယ်ယူထားတဲ့ညဉ့်ညမ်းငွေတွေပဲလို့ပြောပြီး ပေါင်မြန်ကတရားဝင်စာကိုခိုးကူးရောက်တဲ့အဓိကတရားခံပဲလို့ပြောလိုက်ပါတော့တယ်။ပေါင်မြန်တော့သူဦးလေးသုံးပေါင်လူကြီးမင်းကနတ်ဖျားပေါ်မှာတရားစီရင်နိုင်တယ်လို့လူတိုင်းကပြောကြတဲ့အတိုင်းပဲမလို့အရှုံးပေးလိုက်ပါပြီလို့ပြောလိုက်တော့တာပါ။တခေမာကြီးလည်းအရန်ကိုသွေးပြတ်သွားပြီးတော့မေလဲမတတ်ဖြစ်သွားပါလေ။အိုင်နောင်အာယူလည်းထူးဆန်းနေဖြစ်နေပြီးတော့ပေါင်လူကြီးမင်းကပေါင်မြန်ကိုဘာလို့ထပ်ပြီးတော့အချုပ်ချလိုက်ပြန်လာလဲလို့မေးနေခဲ့ပါလေ။ဂျိုင်နောင်နဲ့ဆရာကုန်းစွာဘာမှမပြောတာကြောင့်အာယူကသူ့တီးခွင့်မရဘူးလားလို့မေးလိုက်ပါလေ။ ကြံကြောင်းလိုက်အာယူကျွင်းစီကရလာတဲ့ဈေးမှတ်တမ်းစာအုပ်ကအရန်ကိုအသုံးဝင်သွားပြီးပေါင်ပြန်တရားဝင်စာအုပ်ကိုကူးရောက်တဲ့အဓိကတရားခံဖြစ်တယ်ဆိုတာတသက်ပြသွားနိုင်ခဲ့တယ်လို့ပြောပြလိုက်ပါတယ်။အဲနောက်ပေါင်လူကြီးမင်းလည်းကျင်းကြနေတယ်ဒူတော်ပေါင်ပြန်ကိုကြည့်ပြီးတော့စိတ်တွေညစ်လို့နေခဲ့ပါတယ်။ပေါင်ပြန်လည်းတရားဝင်စာအုပ်ကိုကူးရောက်တာကတေတာပေါက်တေတံပြီးခံပဲပြစ်မှုဖြစ်လို့ဘယ်လိုလုံးမလဲလို့မေးလိုက်တာပါ။အဲဒါကြောင့်ပေါင်ပြန်ဟာပေါင်လူကြီးမင်းကသူ့ကိုကြားကောင်းဓာတ်ဆက်နဲ့ကွန့်မြတ်မှာမလားလို့မေးလိုက်ပါတယ်။ပေါင်လူကြီးမင်းကလည်းပေါင်ပြန်ပါလို့ဒီလိုလောက်ရတာလေနားမလည်နိုင်ဖြစ်နေခဲ့တာပါ။ ။ဘောင်မြတော့သူဟာဖူးချိန်ကြီးကြရင်တောင်ကန်ဖြစ်တောင်ဝန်ထမ်းဆောင်ပူးပြီးတော့တရားခံတွေကိုစင်မေးတာတွေတေးတံပေးတာတွေကိုလည်းလှုပ်ဘူးတယ်လို့ပြောပြပါလိမ့်။အဲဒါကြောင့်တရားခံတိုင်းမှာသူကြောင်းတဲ့သူရှိတယ်လို့ဘောင်မြန်ပြောလိုက်ပါလိမ့်။ဒါမဲ့သူမမေးခဲ့တာဘလို့ပဲဖြစ်ဖြစ်နောက်ဆုံးမှာတော့တေးတံပေးခံမဲ့ရလက်ကိုမပြောင်းလဲနိုင်လို့ပါပဲလို့ပြောလိုက်တာပါ။ဘောင်လူကြီးမြန်ကတော့သူ့ဘဝမှာဘယ်တရားခံကိုမှမမေးဘူးလို့ပြောလိုက်ပြီးဘောင်မြန်ကိုပဲမေးကြောင်းဒေါသနဲ့ပြောဆိုလိုက်ပါလိမ့်။ပေါင်မြန်တော့လူတိုင်းဟာဥလေးဖြစ်သူပေါင်လူကြီးမင်းလိုမျိုးပြီးပြည့်စုံတာမဟုတ်ပါဘူးလို့ပြောလိုက်ပါတယ် ဘောင်လုံးကြီးမင်းကရွှေတွေငွေတွေကိုမစိမ်းလို့မြင်ပြီးတော့မရေတွက်နိုင်တဲ့လူတွေကတော့လာစားနေနေလေးအတွက်နဲ့ဥညွရတယ်ဘောင်မြန်ပြောလိုက်ပါတယ်ပြီးတော့ဘောင်လုံးကြီးမင်းကအရာရှိဖြစ်တာတော့နေပေါင်းများသွားကြပြီးမဲ့အာဂတိလိုက်စားတာမျိုးမရှိခဲ့ဘူးတဲ့အကြောင်းပါဘောင်မြန်ပြောနေတာပါဒါမှလည်းဘောင်လုံးကြီးမင်းလိုမျိုးဖြောင်းမတ်တဲ့အရာရှိဖြစ်ရက်တည်နေရင်တခြားသူတွေဆိုဘလို့လောက်ရမလဲတော့မသိဘူးလို့ပြောလိုက်ပါတယ်ဘောင်လုံးကြီးမင်းကတော့ဘောင်မြန်စကားထဲမှာတခြားသူလိုပါပါနေတာကြောင့်ဘယ်သူလဲလို့မေးလိုက်တာပါဘောင်မြန်တော့မေးမှုတန်းအရာရှိအားလုံးပဲလို့ပြောလိုက်ပြီး နန်ဝေလာစာဘလောက်ရှိလို့လဲလို့မေးလိုက်ပါလိမ့်ပြီးတော့ပေါင်လူကြီးမင်းလိုမျိုးအစင်သုံးတရားသူကြီးရဲ့တလားစာလားစာကုံတယ်တယောက်ရဲ့စိတ်ကြိုက်ရောင်းဝယ်တစ်ခုလုပ်ပြီးရလာတဲ့ငွေတစလောက်တော့မရှိဘူးလို့ပြောလိုက်ပါလိမ့်တကယ်လို့ရာရှိတိုင်းကပေါင်လူကြီးမင်းလိုသားဆိုရင်တော့ဘယ်သူကဂုံရာဓူးတို့ဆယ်နှစ်ကြာအပေမန်းခံပြီးတော့စားပေတွေကိုလိုက်စားနေပါတော့မလဲလို့မေးလိုက်ပါလိမ့်အလားကြောင့်မလို့ပေါင်ပြန်လဲဘသူတွေကမင်းမူရန်အရာရှိလမ်းကြောင်းကိုရှောင်းလန်းခြင်းမလဲလို့ပြောလိုက်တာပါပေါင်လူကြီးမင်းကတော့ပေါင်ပြန်ပြောမရတယ်ကမှားနေတယ်လို့ပြန်ပြောပါလိမ့် ဘောင်လူကြီးမင်းကယာရုတွတ်စားပေးလိုက်စားတာလောကကြီးကတိုင်းသူပြည်သားတွေအားလုံးတွတ်လှူဆောင်ပေးဖို့ပါပဲလို့ပြောလိုက်ပြီးဘောင်လူများလာစားတဲ့စည်းစိမ်ဥစ္စာတွေကိုဂယူဒီဆိုင်နဲ့တောင်းဆုံနေပါလေလို့ပြောလိုက်ပါတယ်ပြီးတော့ဘောင်မြန်နဲ့ဘောင်လူကြီးမင်းငငယ်ကတကင်မာကြီးကြီးကနေအပြစ်မဲ့ပြည်သူတွေကအကျင့်မဲ့ယာရှိတွေရဲ့ခေါင်းပုံပြချစ်တဲ့အနိုင်ကျင့်တာခံရတဲ့အကြောင်းပြောတဲ့အခါတိုင်းမှာဘောင်မြန်ငငယ်ကမခံမရနိုင်အောင်ဒေါသထွက်ခဲ့ပြီးတော့ဖြောင်းမဲ့တဲ့ယာရှိလုံးပါမယ်လို့အားမပြင်းတဲ့ဂရီပေးခဲ့တာကိုပြန်ပြောပြလိုက်ပါတယ်ဒါမဲ့ပေါင်မြန်လူကြီးဖြစ်လာတဲ့ခါမှာတော်ရှက်ဖို့ကောင်းတဲ့အကျင့်ပြအရာရှိဖြစ်သွားတာလေလို့ ။ပေါင်လူကြီးမင်းကစိတ်ဆိုးဆိုးနဲ့မေးလိုက်ပါတော့တယ်။ပေါင်မြန်းတော့သူ့ရဲ့အမေဖြစ်သူသခင်မကြီးကိုထဲမပြောဘူးပေါင်လူကြီးမင်းကိုပြောလိုက်တာပါ။ဒီနေ့ပေါင်မြန်းလည်းတရားဝင်စားကိုကိုအကူရောင်းချတာသူ့ကိုတကယ်ပဲချမ်းသာကြွယ်ဝစေခဲ့ပေမဲ့သူဘွားမိပြီးတော့တုံးဖြုံနေတာတော့ပေါင်လူကြီးမင်းမြင်ဘူးလားလို့မေးလိုက်တာပါ။အဲဒါကြောင့်အာဂရီလိုက်စားလို့ရလာတဲ့အမျက်တွေကအမေဖြစ်သူတခေမာကြီးတို့ဆိုတော့ပေါင်လူကြီးမင်းယုံနိုင်မလားလို့မေးလိုက်ပါတယ်။ပေါင်လူကြီးမင်းကပိုလို့တော့ဒေါသထွက်သွားပြီးတော့တခေမာကြီးကိုစော်ကားရဲတယ်လို့ပေါင်မြန်းကိုပြန်ပြောလိုက်ပါတယ်။ပေါင်မြန်းတော့တခေမာကြီးကိုစော်ကားတာကသူမဟုတ်ပဲ ပေါင်လူကြီးမင်းပဲလို့ပြန်ခံပြောလိုက်တာပါအကြောင်းရင်းကတော့ပေါင်လူကြီးမင်းကပေါင်မြတ်အမေကိုကို့အမေလို့သဘောထားပြီးတိတက်လိန်မာတာကမမပါမိကိုကိုကိုဖြောင်းမတ်တဲ့အရာကြီးဂုံထိမို့တော့အာနာရှိလူတန်းစားတွေကိုတော့မမှုပဲပြစ်မှားတာဘယ်အချိန်မှယာရုကလည်းရဆိုင်ခံရမလဲလို့ပေါင်ပြန်ပြောလိုက်ပါတယ်ပြီးတော့အဲ့ဒီအချိန်မှပေါင်လူကြီးမင်းကလစာ32ချက်5ပြတော့ရနိုင်တော့မှမဟုတ်ပဲတခင်မကြီးကိုဘလို့ကြွေးထားမလဲလို့မေးလိုက်တော့တာပါပေါင်လူကြီးမင်းကနန်းတော်ကအလေးထားတဲ့အရာရှိတူးနေနဲ့အမှန်တကယ်ကိုတခင်မကြီးကဂုံသိက္ခာရှိစေခဲ့တယ်ဆိုပေမဲ့ ဒါတွေသာပျောက်ဆုံးသွားရင်ပေါင်လူကြီးမင်းကတခင်ပါရေးနောက်ဆုံးထွက်သက်သည့်လုံလောက်နိုင်မဲ့ငွေပမာဏကိုမပေးထားတာကြောင့်စော်ကားတာပဲလို့ပေါင်မြန်ပြောချလိုက်တာပါပေါင်လူကြီးမင်းကလည်းတခင်ပါကြီးကချိုးချံချွေတာပြီးနေတတ်သူမလို့စိတ်ထဲမှာထားလောက်ဘူးလို့ပြန်ပြောပါလေဒါမဲ့ပေါင်မြန်တော့တခင်ပါကြီးစိတ်ထဲမှာထားပြီမေသူကတော့ထားတယ်လို့ပြန်စကားထောက်လိုက်ပါတော့တယ်ပေါင်မြန်တော့ဒါရီယာသားတယောက်နေနဲ့မိဘဘောကျေးဇူးဆက်ခြင်းလိုပဲလို့ပြောလိုက်တာပါတကယ်လို့သာပေါင်လူကြီးမင်းကပေါင်မြန်ပါလို့ဖြောင်းမဲ့တဲ့ရာရှိမလုပ်ဘဲနဲ့အကျင့်ပြရာရှိလုပ်လဲလို့မေးခဲ့ရင် ဒါရီကြောင့်ပဲလို့ပေါင်ပြန်ပြောလိုက်ပါလိမ့်ပြီးတော့ဒါရီကုံဖြစ်လာရလာတာကလောကကြီးမှာသတင်းကောင်းနဲ့ကြော်ကြတဲ့ဖြောင်းမဲ့တဲ့အရာရှိဖြစ်သူဦးလေးဖြစ်သူပေါင်လူကြီးမင်းကြောင့်ပဲလို့ပြောလိုက်ပါလိမ့်အဲဒါကြောင့်ပေါင်ပြန်ဦးလေးဖြစ်သူပေါင်လူကြီးမင်းကိုလုတ်တင်လုတ်ထိုက်တဲ့အတိုင်းသာစီစဉ်လိုက်ဖို့ပြောတာပါပြီးတော့ဖြောင်းမဲ့တဲ့အမတ်ဆိုတဲ့ဂုံသတင်းကိုလည်းမပြတ်စီစဉ်နဲ့လို့ပေါင်လူကြီးမင်းကိုပြောလိုက်ပါလိမ့်အဲဒါမှာတော့ပေါင်လူကြီးမင်းကဓားစရီထားတဲ့နားကိုလာပြီးတော့ရက်ကြည့်နေပါလိမ့်ဆရာကုန်းဆွန်းလဲပေါင်လူကြီးမင်းအနားရောက်လာတာကြောင့်ကွံ့မြတ်တဲ့ဓားအုံးကူပြုတ်လုတုံးက ပြောမှုတဲ့အကြောင်းကိုပြန်ပြောနေခဲ့ပါတယ်။ပြီးတော့ပေါင်လူကြီးမင်းကကြားကောင်းဓားဆက်ကိုညှို့ပြပြီးအဲ့ဒီဓားဆက်ကအာဂတိလိုက်စားတဲ့အချင်းပြအရာရှိကိုကိုမျက်ဖို့အတွက်ပေးလို့ပြောလိုက်ပါတယ်။ပေါင်လူကြီးမင်းကဒီဓားဆက်ကိုတနေ့တော့ပေါင်မြတ်ပေါ်အသုံးချလိုက်မယ်လို့တခါမှမတွေးခဲ့ဘူးကြောင်းဆရာကုန်းဆုံးကိုပြောပြလိုက်တာပါ။ဆရာကုန်းဆုံးလည်းပေါင်လူကြီးမင်းကတကယ်ပဲပေါင်မြတ်ကိုကိုမျက်တော့မှာပို့လို့စကားထောက်လိုက်ပါတယ်။ပေါင်လူကြီးမင်းကတော့ပေါင်မြတ်ကိုမကိုမျက်လို့မရမှာစိုးတယ်လို့ပြောပါတယ်။ပြီးတော့သခင်မကြီးဝမ်းထဲပူဆွေးဖြစ်နေရာကြောင့်ဘောင်လူကြီးမင်းကသွားကြည့်လိုက်မယ်လို့ပြောပြီးတော့ထွက်သွားခဲ့ပါတယ် ။အဲနောက်တကယ်မကြီးပူဆွေးနေအောင်မြင်ပြီးတော့ပေါင်လုံးကြီးမင်းကိုယ်တိုင်မျက်ရည်တွေဝဲလို့နေပါတယ်။တကယ်မကြီးကတော့မျက်ရည်တွေနဲ့ပေါင်လုံးကြီးမင်းကိုလှမ်းကြည့်နေပြီးတကယ်ပဲပေါင်မြန်းကိုကွန်မြတ်တော်မှာလာလို့မေးလိုက်ပါတယ်။ပေါင်လုံးကြီးမင်းကတော့ပေါင်မြန်းကျူးလွန်ထားတဲ့အမှုကအာဂတိလိုက်စားမှုတွေမကဘဲသူ့လုံရက်တွေကြောင့်အသက်ပေါင်းများစွာဆုံးရှုံးခဲ့ရတယ်လို့ပြောပြလိုက်ပါတယ်။တကယ်မကြီးကတော့ပေါင်မြန်းပေါင်လုံးကြီးမင်းရဲ့တူအရင်းပဲလို့ပြောနေခဲ့တာပါ။တကယ်မကြီးကတော့မျက်ရည်တွေကြားရင်းနဲ့အခုချိန်ထိကိုပေါင်လုံးကြီးမင်းနဲ့ပေါင်မြန်းတို့နှစ်ယောက်သူ့ရင်ခွင်ထဲမှာနှိုးဆိုးနေတဲ့ပုံစံကိုမှတ်မိနေသေးတယ်လို့ပြောပါတယ်။ တခင်မကြီးတို့တော့တယောက်ကသူ့ရဲ့မောင်တယောက်ကသူ့ရဲ့သားဆိုပေမဲ့သူတို့နှစ်ယောက်ဘိုက်ပြေးပြီးတော့အိပ်ပျော်သွားတဲ့အချိန်မှာဆိုရင်ဒစိမ့်စိမ့်ဂျင်းနဲ့ချစ်ခဲ့ရတဲ့ကလေးနှစ်ယောက်လုံးကသူ့အသက်နဲ့တမျှချစ်ရတဲ့ကလေးတွေပါပဲလို့ပြောပြနေပါတယ်ပြီးတော့ပေါင်လူကြီးမင်းနဲ့ပေါင်မြန်တို့နှစ်ယောက်ငငယ်ကဆိုရင်တခင်မကြီးနားမှာပဲတွေ့ကန့်နေတတ်ကြတာပါပေါင်လူကြီးမင်းနဲ့ပေါင်မြန်တတူရွယ်သူဆိုပေမဲ့ပေါင်လူကြီးမင်းကငငယ်တွေကပေါင်မြန်ကိုဦးစားပေးတယ်လို့ကာကွယ်ပေးခဲ့တာလည်းဖြစ်ပါတယ်အဲဒါကြောင့်တခင်မကြီးတို့တော့ပေါင်လူကြီးမင်းရောပေါင်မြန်ရောက ဒန်းတူထားပြီးတော့ချေရတဲ့သားတွေလိုဖြစ်နေတာပါ။ပေါင်မြန်သခင်မာကြီးရဲ့သားရင်းဆိုမြတ်တစ်ခါမှတစ်ဖက်တန်ပြန်လာလိုက်တာမျိုးမလုတ်ခဲ့ဘူးကြောင့်သခင်မာကြီးကပြောပြောပြီးငိုနေခဲ့ပါလေ။သခင်မာကြီးကပေါင်လူကြီးမင်းကိုရောပေါင်မြန်ကိုပါအတူတူပညာသင်စီခဲ့ပြီးတော့အတူတူဆောင်ပွဲဖြေခိုင်းခဲ့တဲ့ပြင်နေအောင်ဆုံးဆောင်ပွဲအောင်တော့အားရှိဖြစ်ခဲ့ကြတဲ့အကြောင်းကိုငိုရင်းနဲ့ပြောနေခဲ့ပါလေ။ပေါင်မြန်တော့ပေါင်လူကြီးမင်းလောက်မတော်ပြီမလဲ။နန်းတော်ကအားရှိပဲဖြစ်ပြီးတော့သခင်မာကြီးလည်းပေါင်လူကြီးမင်းလိုမျိုးပေါင်မြန်ကိုဖြောင်းပတ်တဲ့အမတ်လိုထင်ခဲ့တယ်လို့ပြောလိုက်ပါလေ။ ။တခင်မကြီးကတော့ရှာကြီးနဲ့ငငိုနေရင်းနေပဲပေါင်မြောင်ကိုမကယ်နိုင်တော့ဘူးလို့ပေါင်လူကြီးမင်းကိုဇက်တိုက်မေးနေခဲ့တာပါ။ပေါင်လူကြီးမင်းကလည်းခေါင်းခါပြတာကြောင့်တခင်မကြီးကသူတောင်းဆိုရင်ရောလို့မေးပါတယ်။တခင်မကြီးကသူ့မှာတားရင်ဆိုလို့ပေါင်မြောင်တယောက်ပဲရှိတာမို့ပေါင်လူကြီးမင်းကိုတောင်းဆိုနေတာပါ။ပေါင်လူကြီးမင်းကတော့သူလည်းမတတ်နိုင်ဘူးလို့ပြောနေပေမဲ့ဝမ်းနေပြီးတော့ရှာကြီးတငင်ဖြစ်နေတခင်မကြီးမျက်နှာကိုကြည့်နေစကားလေးပြောလို့မထွက်ရှာတော့ပါဘူး။တခင်မကြီးကတော့သူ့သားဖြစ်သူပေါင်မြတ်သက်ကိုကယ်ပြီးဖို့တော့ပေါင်လူကြီးမင်းလို့ခေါ်ပြီးတော့ဒူးထောက်တောင်းပန်ပါတော့တယ်။ ။ပေါင်လူကြီးမင်းကလည်းဒူးထောက်ပြီးတော့ရာရှိတယောက်အနေနဲ့ဖြောင်းမတ်မှန်ကန်နေရမှာဖြစ်ပြီးတော့ဩပရေစီရင်ချက်ချရမှာကိုေးကိုနာနဲ့ပတ်သက်မှုမရှိစေရဘူးလို့ရှင်းပြပါလိမ့်။ဒါရီကပေါင်လူကြီးမင်းတင့်ရန်ခရိုင်မှာတောင်းဝန်ထမ်းဆောင်တော့ကတခေမာကြီးကိုတိုင်ပညာရှိဝမ်ကိုပေါင်လူကြီးမင်းအတွက်ရေးခိုင်းနဲ့စောင့်ပုတ်ပါပဲ။တခေမာကြီးကစာမဖတ်တတ်ပေမဲ့အသိပညာသဘောတရားတွေကိုတော့နားလေတဲ့သူပါ။ပေါင်လူကြီးမင်းကတော့ရာရှိပြီးထမ်းဆောင်လာတဲ့နှစ်ပေါင်းများစွာအတွင်းမှာတခေမာကြီးရဲ့သွန်သင်ပြသမှုတွေဘယ်တော့မှမမေ့ခဲ့ကြောင်းကိုပြောလိုက်ပါလိမ့်။ ောင်လူကြီးများအခုလဲပေါင်မြောင်ကိုမြတ်တာကဖြောင်းပတ်တဲ့အရာရှိဆွေဂုံသတင်းတွေလုံးဝမဟုတ်ပဲတရားမျှတမှုအတွက်ပါပဲလို့ပြောလိုက်ပါတယ်အဲဒါကြောင့်ပေါင်လူကြီးများပေါင်မြန်သေးတာနဲ့ယာတူးကလည်းချက်ချင်းပဲနှုတ်ထွက်မယ်လို့တခင်မာကြီးကိုပြောလိုက်တာပါပြီးတော့တခင်မာကြီးနဲ့လူကျိုးမျိုးကအိမ်ကိုပြန်ပြီးတော့တခင်မာကြီးကိုပဲတသလုံးဆောင်ဆောင်သွားတော့မယ်လို့ပြောလိုက်ပါတယ်ပေါင်လူကြီးမင်းကတော့တခင်မာကြီးအသက်ရာကျော်ပြီးတဲ့နောက်မှာသူဟာဝိပုစုတောင်းပေးမယ်လူပါပဲလို့ပြောပါတော့တယ်ဒါမဲ့ပေါင်လူကြီးမင်းကတရားမျှတမှုတွေပေါင်မြန်သေးကိုသေးရမှာဖြစ်လို့ တကယ်မာကြီးကိုခွင့်ပြုပေးဖို့တောင်းဆိုလိုက်တာပါတကယ်မာကြီးကလည်းပြန်တောင်းပန်နေမျက်ရည်တွေတွင်တွင်စည်းကြနေပါလေဘေးကလည်းမြင်နေရတဲ့ရွှေရကလည်းစိတ်မကောင်းဖြစ်ကငိုနေခဲ့ပါလေအဲနောက်ရွှေရကပေါင်ပြန်ကြိုက်တတ်တဲ့ဝက်သေးဆံပြုတ်သွားကျွေးပြီးတော့ဝက်နဲ့မျက်ရည်ကြကငိုနေခဲ့ပြန်ပါလေပြီးတဲ့နောက်မှာတော့ရွှေရကတခင်ဖြစ်သူပေါင်မြန့်ကိုနောက်ဆုံးချိန်ဖြစ်တဲ့ဂါရဝပြုလိုက်ပါတော့တယ်ပေါင်လူကြီးမလဲစာကြီးကန်းနဲ့ထိုင်နေနဲ့ကြာကောင်ဓာဆက်အယုတ်ကိုကင်ပြီးတော့တောကဘင်းလဲဝေနေပါတော့တယ် အဲ့တော့မှရွှေဟာရောက်လာကြအောင်ပေါင်မြတ်အတွက်ဝတ်သေးဆံမြုပ်ကျွေးပြီလားလို့မေးလိုက်ပါတယ်။ပြီးနောက်ပေါင်လူကြီးမင်းကအယုတ်ကိုကင်ပြီးတော့ဒီကျေးသားရဲကတရားမျှတခြင်းကိုကိုစားပြီးတဲ့ဒဏ္ဍာရီလာတားရဲဖြစ်ပြီးတော့ဥပဒေအရာရှိတွေအားလုံးလေးစားအဆုံးရပါပဲလို့ရွှေအကိုရှင်းပြပါတယ်။ရွှေဟာကတော့ပေါင်မြတ်နောက်ဆုံးဘလို့ပဲဖြစ်ဖြစ်ပေါင်လူကြီးမင်းယာတုကလည်းနှုတ်မထွက်ပါနဲ့လို့ပြောလိုက်တာပါ။ပေါင်လူကြီးမင်းကတိုင်းသူပြည်သားတွေအားထားတဲ့အရာရှိကောင်းတူးဖြစ်ပြီးတော့ရွှေဟာငငယ်ကလေးကလေးစားအားကြတဲ့သူစင်လည်းမမှားပါဘူး။ဒါကြောင့်သာရွှေဟာကပေါင်လူကြီးမင်းလိုလူဟာ တိုင်းသူပြည်သားတွေစိတ်ထဲမှာရှိနေမျောလင်းချက်တစ်ခုပါပဲလို့ပြောလိုက်ပါတယ်။ရွှေရံကသူ့အနေနဲ့ပေါင်လူကြီးမင်းတဘွားလုံးစာခံစားခွင့်မရတော့ပေမဲ့အခုတော့စိတ်ချလက်ချနေပဲမျက်စိမိတ်နိုင်ပြီလို့ပြောလိုက်တာပါ။ရွှေရံကပေါင်လူကြီးမင်းကိုမိဘဆွေမျိုးတွေပေါ်ရက်ဆက်တယ်ဆိုတဲ့နာမည်ဆိုးကြီးကိုမခံယူစေချင်တာကြောင့်ပေါင်လူကြီးမင်းအနေနဲ့လဲကွမျက်ဓာတ်ကိုတုံးစရာမလိုတော့ဘူးလို့ရွှေရံကပြောပါတယ်။အဲနောက်ရွှေရံပါဇက်ကလည်းသူတွေစီးကြလာပြီးတော့လဲကြသွားပါတော့တယ်။တပတ်မှလည်းပေါင်ပြန်ချင်းအောင်နဲ့မှပဲရွှေရံလိုထပ်သူတွေစီးကြပြီးတေဆုံးသွားပါတော့တယ်။ ဒီလိုနဲ့ကိစ္စတွေအားလုံးပြီးမှတော့တကယ်မကြီးကလူကျိုးကိုပြန်လာပြီးအရင်လိုပဲကြက်ကလေးတွေကိုအစာကျွေးနဲ့စကားပြောနေခဲ့ပါတယ်။တကယ်မကြီးကိုဘေးကကြည့်နေတဲ့ပေါင်ရှင်းနဲ့ကျူဟာကတော့စိတ်မကောင်းနေဖြစ်နေတာပါ။ပေါင်ကြီးမလဲအိမ်တော်တဲကဘိုးဘေးဗိမ္မာန်ဆောင်တဲ့ကိုသွားပြီးတော့ပေါင်ပြန်ချောင်းကိုတွေးနေခဲ့ပါတော့တယ်။အဆောင်တဲကကြောက်စာပါဆောင်းပုတ်ရ။နောက်သားစီမြေးဆက်မှာမကောင်းမှုကိုကျူးလွန်ထားသူကအိမ်တော်ကိုပြန်လာခွင့်မပြုသလိုတေဆုံးပြီးလဲကုသေးညိုင်းမှာမြုံနိုင်ခွင့်မပြုလို့ရေးထားပါတယ်။ ဒီဇာနာကိုတောင်မလိုက်နာတဲ့သူဟာပောင်ရင်တော်ရဲ့တာမင်းမဟုတ်ဘူးလို့ရေးထားပြီးဒီเจ้าစာကိုဗိမှန်အရှိန်အမှထူထားခြင်းကလည်းနောင်သားစဉ်မြေးဆက်ကိုအမိန်ပေးခဲ့တာပဲလို့ပောင်အိမ်တော်ရဲ့ဘိုးဘေးတွေက ရေးသားထားခဲ့ရင်းနေပဲဒီသူတရားရှင်ပောင်ချင်းစီစဉ်ဝမ်းအတွဲတစ်ဟာဒီနေရာမှာပြီးဆုံးသွားခဲ့ပါတော့တယ်ခင်ဗျာ thank you ဟုတ်ကဲ့ပါဆိုတော့ဒီနေ့အတွက်တင်ဆက်မှုကဒီလောက်ပါပဲခင်ဗျာဆိုတော့ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲစီစဉ်1တော့ပြီးသွားပြီအဲ့တော့တင်းကြောင်ခင်ချိန်တွင်းမှာစီစဉ်2အတွဲနှစ်ကိုပြန်လည်စတင်မှာပါဒါပေမဲ့ဒီကြားထဲမှာတော့အားလုံးကြိုက်မယ်ထင်ပါတယ်ကျွန်တော်တခြားကဏ္ဍလေးတစ်ခုနဲ့အစားထိုးပါဦးမယ်ဘာဖြစ်လို့ဆိုတော့ဇက်တိုက်ဇက်တိုက်တင်ဆက်ပေးပါတယ်တကယ်ကိုခက်ပါတယ်ဗျာနားလည်ပြီးကြပါဦးနောက်ကြုံတဲ့ခါမှလည်းကျွန်တော်ရှင်းပြပေးပါမယ်အဲ့တော့ကျွန်တော် channel မှာရုပ်ရှင်ကမိုက်စားတွေကို recap အကောင်းစားတွေအနေနဲ့အများနဲ့တင်ဆက်ပေးနေတာဖြစ်တဲ့တော့ကြည့်ကြည့်နေဆိုတော့ channel subscribe လုပ်ပြီးနောက်ခေါင်းလုံးနှိပ်ထားလို့ရပါတယ်ဒီနေ့မှအချိန်ပေးကြည့်ရှုခဲ့ကြတဲ့ပရိသတ်များတယောက်ချင်းဒီတိုင်း ကျေးဇူးတွေပဲတင်ရှိပါရခင်ဗျမကောင်းတာလုပ်တဲ့ကောင်တွေမှန်သမျှမိုးနဲ့မင်းတန်ခတ်ပါစီဗျာကျွန်တော်အန်ခင်မှုပါ